တောထဲမှာဆောင်းရံဒီကရောက်ရှိလာတော့တယ်။ကျင်းငက်တွေအားလုံးကလည်းသူတို့ရဲ့အိမ်တွေကိုခိုင်မြဲစွာဆောက်လုပ်ထားတာပေါ့။ဘဝစာကလေးမတစ်ယောက်ကပဲခိုင်မာတဲ့အိမ်ကိုမဆောက်လုပ်ရသေးတာပေါ့။ကိုကလူကြီးဘဝကအမြဲတမ်းအရင်ဆုံးအိမ်ကိုဆောက်တဲ့သူမဟုတ်လား။အခုကျတော့ဘာဖြစ်လို့လဲမသိဘူး။အခုထိအိမ်မဆောက်ရသေးဘူး။ဟုတ်တယ်တင်နေကိုစဉ်းစားနေရလဲကြာပြီ။တစ်ခါတော့သွားကြည့်ရအောင်လား။ဘာပြဿနာရှိလဲမသိဘူး။အဲ့လိုပြောပြီးတော့တင်တင်နဲ့ကာလူကြီးကန်းတို့ဆောင်တွေက ဝဝစာကလေးမအိမ်ကိုရောက်လာတော့တယ်။အဲ့ဒီချိန်မှာဝဝစာကလေးမကအပြင်းပြပြီးတော့လှဲနေတာပေါ့။ဝဝရေဘာဖြစ်တာလဲအဆင်ပြေရဲ့လား။အမတနေလွန်ခဲ့တဲ့ဆယ်ရက်လောက်ကတည်းကအပြင်းပြနေတာ။ဆရာဝန်ကိုပြပြီးတော့ဆွေးတောင်းနေရလဲကြာပြီ။ဒါပေမဲ့ဘာမှလည်းထူးမလာဘူး။ဝဝရေအကူဆရာဝန်တယောက်ကိုတည်တယ်။သူ့စီမှာပြကြည့်ပါလား။တက်တာလောက်မှာညီမလေးကိုအဲ့ဒီဆရာဝန်ရဲ့နေရက်လိပ်စာပေးပါလား။ ညီမလေးဒီနေ့ပဲသွားလိုက်မယ်လေကာလူကြီးကန်ကဝဝစာကိမကိုနေရဲလိပ်စာပြပြဖို့လုံနေတဲ့အချိန်တင်တင်ကြီးကန်မကအလင်းအနေဖြစ်ပြောလိုက်တော့တယ်ညကန်တဘေးညကန်တဘေးမလေးအဲ့ဒီဆရာဝန်ရဲ့အိမ်ကညီမလေးသွားလိုက်နော်ကိုကာလူရဲ့ရှင်ကတော့ကျမနဲ့မြင်မြန်လေးလိုက်ခဲ့အောင်ကျမမှအရေးကြီးကိစ္စလေးသတိရလာလို့အဲ့လိုပြောပြီးတော့တင်တင်ကြီးကန်မကကာလူကြီးကန်ကိုခေါ်သွားလိုက်တော့တယ်ဘဝစာကိမကလည်းမြေကန်တဘေးမှာရှိတဲ့ဈေးကွက်ဆရာဝန်စီကိုသွားလိုက်တော့တယ် တင်းနေမင်းဘာလို့ဝဝကိုလိန်ပြောလိုက်တာလဲဦးလေးစည်းကွက်ရဲ့အိမ်ကတော့ရဲ့အလဲမာလီကျမရဲ့တုံးလာတဲ့ယောက်ျားရဲ့ကျမတခုခုလိန်ပြောလိုက်တယ်ဆိုမှတော့ဒီတိုင်းစောင့်နောက်ချင်အောင်လည်းပြောလိုက်တယ်ထင်နေရလားကိုကလူရဲ့စဉ်းစားကြည့်ပါဦးဘဝတစ်လျှောက်လုံးမှာဝဝကအစောကြီးအိမ်မဆောက်ဘူးလေဆိုတာဒီတစ်ခါပဲရှိရလीအခုကျမတို့အိမ်ကအခိုင်ဆုံးဖြစ်နေပြီလေကျမလေးအရင်ကတည်းကဝဝမှာအိမ်မရှိရမျိုးလေးဖြစ်စေခြင်းခဲ့တာ တင်နေရဲ့အဲ့ဒီဆန္ဒကဘယ်တော့မှပြည့်မှာမဟုတ်ဘူးဘဝနေကောင်းတာနဲ့အိမ်ကိုဆောက်နိုင်မယ်ကိုကလူရဲ့ဒါဆိုလဲဘဝကိုနေပြန်မကောင်းတော့အောင်လှုပ်လိုက်တော့မယ်အခုသူသွားတဲ့နေရာကလည်းအဝေးမှာရှိရလိပြန်လာတဲ့အချိန်ကျရင်သူ့ရဲ့အခြေအနေကပိုပြီးတော့ဆိုးနေလောက်ပါအဲ့ဒါဆိုရင်အိမ်ဆောက်နိုင်မှာလည်းမဟုတ်တော့ဘူးနောက်ဆုံးသူမတက်နိုင်တော့တဲ့အချိန်ကျရင်ကိုတို့အိမ်ကိုလာလို့ရှိရင်တကားပိတ်ထားလိုက်မယ်သူကအများနဲ့ငါတို့ကိုတရားဟောတယ်မဟုတ်လားအခုတော့ကိုထိုင်နဲ့ကိုကံပဲခံလိုက်အောင် ဒီမြစ်ကန်တပင်းနာတလျှောက်လုံးကိုငါကြည့်ပြီးပြီဒါပေမဲ့လည်းအခုအချိန်ထိအိမ်တိမ်အောင်မတွေ့သေးဘူးကြည့်ရတာအမတင်နေကအိမ်လေးစာမပေးလိုက်တာပဲဖြစ်ရမယ်အခုဘသူစီကနေလေးစာမေးရမှာလဲအဖျားကလည်းပူပူပြီးတော့တက်လာနေပြီဟိုကစာကိမကအရန်ကိုစိတ်ညစ်နေရပေါ့တတော်လုံးကိုလည်းဟိုရှာတီရှာလှုပ်လိုက်တော့တယ်အဲ့ဒီနောက်မှာတော့ဇီးကွက်ဦးလေးကအဲ့ဒီနေရာကိုရောက်လာတော့တယ်ဟိုကစာကိမကလည်းအော်ခေါ်လိုက်တာပေါ့ဘာဖြစ်တာလဲစာကိမက ဘာလို့ငါ့ကိုခေါ်ရလဲမြင်မြပြောအနေလို့နေလို့ခွန်းလို့ပါနော်ဦးလေးဦးလေးကဆရာဝန်လားရှင်ဟုတ်တယ်ဦးလေးကဆရာဝန်လေးဘာဖြစ်တာလဲပြောပါအောင်အဲ့နောက်မှာတော့ဝဝစာကလေးမကမြစ်ကမ်းထဲမှာသူ့ကိုဘလူတောင်လိုက်ရှာရတဲ့အကြောင်းကိုပြပြလိုက်တော့တယ်အဲ့ဒီကြီးကန်းနဲ့ကြီးကန်းမအရောင်ရုံမှာကြာတာပဲသူတို့ရဲ့သားလေးကိုဦးစီမှာဆေးကုဝေးထားတော့ကလည်းပတ်စံတပြားမှမပေးဘူးတောင်းမြန်တော့လဲနောက်နေ့မှပေးမယ်လို့ပဲပြောတယ် သူတို့ကအဲ့လိုပါပဲဦးလေးရဲ့ဦးလေးသမီးအတွက်အဖျားသက်တာလေးဆေးလေးပေးပါဦးလားအရှင်ဆဲရဲ့လောက်ကလေးကအပြင်းဖျားနေတာဆေးတော့လည်းမတက်တာလားဦးပဲဖြစ်နေဈေးကွက်ကဝဝစားကလေးမရဲ့အတောင်ပံကိုကြည့်ပြီးတော့ပြလိုက်တော့တယ်သမီးရေသမီးကငှက်ဖျားရောဂါဖြစ်နေတာဆေးမမြန်တော့တော့ပြီးတော့အေးအေးမမိစေနဲ့မဟုတ်ရင်အသက်အန္တရာယ်ရှိလာနိုင်တယ်ကျေးဇူးပါဦးလေးဒါပူဇော်ကပါဦးလေးအခုတော့သမီးသွားလိုက်အောင်မယ်နော် အဲ့လိုပြောပြီးတော့ညနေမှာအင်ကိုရောက်အောင်ပြန်လာလိုက်တော့တယ်။ကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမတို့ကလည်းဝဝါစာကလေးအပြန်ကိုစောင့်နေကြတော့တာပေါ့။ကိုကာလူကြီးဟိုမှာကြည့်ပါဦး။ဝဝါအင်ကိုပြန်လာနေပြီသူ့စီကိုသွားကြရအောင်။အဲ့လိုပြောပြီးတော့ကြီးကန်းနေမယားနှစ်ယောက်ကဝဝါစာကလေးမစီကိုရောက်လာကြတော့တယ်။ဝဝါကြီးအမားတို့လိမ့်စာပြီးတာမှားသွားတယ်။အဲ့ဒါပြောဖို့ပြန်လာခဲ့သေးတယ်။အဲ့ချိန်ကျညီမလေးကိုမတွေ့တော့ဘူး။တကယ်ကလေဈေးခွက်ဦးလေးရဲ့အိမ်ကမြေကမ်းသားမှမဟုတ်ဘူး။တောင်းလယ်မှာရှိတာ။ ကျေးဇူးတင်ပါတယ်အမရဲ့အနည်းဆုံးတော့အမညီမလေးကိုလမ်းမညွှန်ပေးလိုက်တာပဲလေနက်ဖန်ကြမှာပဲတောလဲကိုသွားလိုက်ပါမယ်ဒီနေ့တော့အရန်ပင်မန်းနေပြီအနားယူနိုင်အောင်မယ်နော်တင်းတင်းကြီးကမ်းမနဲ့ကာလူကြီးကမ်းတို့ကလည်းပြန်တော့ကြတော့တယ်ဟိုဝါစာကလေးမကလည်းဆေးတွေကိုပုံမှန်တောက်တော့တာပေါ့အဲ့ဒါကြောင့်မလို့၄ရက်လောက်မှာပဲဝါဝါစာကလေးမကအရှင်းကိုပြန်ကောင်းသွားတော့တယ်တင်းတင်းကြီးကြည့်ရတာဝါဝါပြန်တက်တော်သွားပြီနဲ့တူတယ်ဘလုံးမျိုးမြင်မြန်ပြန်သမ်းပြီးတော့အိမ်ဆောင်နေလိုက်လဲဆိုတာကြည့်စမ်းပါအောင် ဘလောက်ပဲသူစ조사조사ခိုင်မာတဲ့အိမ်တလုံးတော့စောင့်နိုင်မယ်မထင်ပါဘူးဘလို့ပဲဖြစ်ဖြစ်ဒီညကမိုးကတိမ်မဲရိုးရွာအောင်မှာမနေ့ပြန်ကြရင်လဲရာသီဥတုကပိုတောင်အိမ်အောင်မှာအဲ့ချိန်ကျမှတုံတုံညီညီနဲ့ကျမတို့ရဲ့အိမ်တကားကိုလာခောက်လိုက်မယ်ရှင်ကြည့်နေလိုက်အဲ့ချိန်ကျရင်ကျမတို့ဘလို့တောင်ပြောပြီးတော့မောင်းထောက်နိုင်မလဲဆိုတာကိုလေတင်းနေရဲ့အခုပဲငါတို့အေးပြီးတော့တိန်နေအောင်မယ်အိမ်ထဲကိုဝင်ပြီးတော့ဆက်ပြောကြအောင်လေနော်အိမ်ကနေပဲဘဝကိုကြည့်ကြရတာပေါ့ ဲ့လိုပြောပြီးတော့အိမ်ထဲကိုဝင်သွားတော့တယ်။အေးအေးတက်ကလည်းပို့ပြီးတော့တိုးလာတော့တယ်။ဒါပေမဲ့လည်းဝဝစာကလေးမကအိမ်ကိုပြင်ဆင်နေတာပေါ့။ဖျားကြီးအိမ်ကတကယ်ကိုပျက်စီးနေတာ။ဘယ်ချိန်မှဆိုမိုးကလည်းရွာသွားနိုင်တယ်။ဘလို့လောက်ရတော့မလဲ။ဝဝစာကလေးမကအရင်အောင်စိတ်ညစ်နေတော့တာပေါ့။အဲ့ဒီချိန်မှာပြားကလေးတကောင်ကသိရထဲမှာစောက်ထားတဲ့အိမ်အိမ်ထဲကိုဝင်သွားတာကိုတွေ့လိုက်တော့တယ်။အင်းငါလည်းအိမ်ကိုသိရတဲ့နဲ့ပြားတွေရဲ့အိမ်လေးလိုမျိုးစောင့်ကောင်းမယ်။ အဲ့လိုဆိုရင်အချိန်နဲ့တိတ်ကြမှာမဟုတ်ဘူး။ညမရောက်ခင်စောက်လို့လည်းပြီးသွားလောက်မယ်။အဲ့လိုတွေးပြီးတော့ဝဝစားကလေးမကသူ့ရဲ့အနီးနားမှာရှိတဲ့တစ်ပေကနေသူ့ရွက်တွေကိုခူးပြီးတော့ဆုထားလိုက်တော့တယ်။ခဏအကြာမှာတော့သူ့ရွက်တွေအများကြီးရရှိသွားတာပေါ့။နောက်တော့သူ့ရဲ့အိမ်မှာထည့်လိုက်တော့တယ်။ဝဝစားကလေးမရဲ့အိမ်လေးကခုတော့ပြားရင်လေးဖြစ်နေတော့တာပေါ့။ဒီလောက်ဆိုရင်တော့အိမ်ခေါမိုးအတွက်လုံလောက်သွားပြီ။ကျန်တာတွေကိုနေရံအတွက်သုံးလိုက်မယ်။ခဏကြာရဲ့နောက်မှာတော့ဝါဆာကလေးမကသူ့ရွက်တွေနဲ့တအိမ်လုံးကိုဖုံးလိုက်တော့တယ်။ သူ့ရဲ့အိမ်လေးကခိုင်မာတော့တာပေါ့တစ်ဖက်မှာလည်းကြီးကန်းလင်မယားနှစ်ယောက်လုံးကနှစ်နှစ်ချက်ချက်ကိုအိပ်ပျော်နေရတာကနေနိုးသွားကြတော့တာပေါ့ကိုကလို့ရေမိုးကလည်းစရွာနေပြီဘယ်ချိန်ဆိုဝဝမိုးရေဆိုပြီးတော့ကျမတို့အိမ်ကိုရောက်လာနိုင်တယ်ဟွန်းမဖြစ်နိုင်ပါဘူးအဲ့လိုသာဆိုရင်အခုလောက်ဆိုသူ့အိမ်ကပြုံနေလောက်ပြီအဲ့လိုမျိုးလုံးဝဖြစ်လာတော့မှာမဟုတ်ဘူးမယုံရင်ဒီကနေလာကြည့်လိုက်ပြီးမှပဲပြောတော့ဟွန်းဒါကဘာလဲကိုကလို့ဘဝကသူ့ရဲ့တအိမ်လုံးကိုတည့်ရွက်တင်နဲ့ဖုံးလိုက်တာလား ဒါပေမဲ့လည်းတရက်ကဘလောက်ကြီးခံနိုင်မှာမလို့လေခဏနေအိမ်ရပြုတ်ကျသွားအောင်မယ်ရှင်းစောက်ကြည့်နေလိုက်အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်လုံးကဝဘွားရဲ့အိမ်ကိုစောင့်ကြည့်လိုက်ကြတော့တယ်ခဏနေတဲ့အခါမှာတော့ကာလူရဲ့အပေါ်ကိုရေတွေကကျလာတော့တယ်တင်းနေရေကြည့်ပါဦးမျက်နှာချက်ကနေမိုးတွေယိုနေပြီမျက်နှာချက်ကိုရှင်းမပြင်လိုက်ဘူးလေကမလုံးလိုက်ဘူးလေကိုကနယံကုန်ပဲခိုင်အောင်လုပ်ရမှာလေမင်းရဲ့တာဝန်ကမျက်နှာချက်ကိုခိုင်အောင်လုပ်ရမှာလေမင်းကဘာလို့အဲ့လိုလုပ်ရတာလဲ ကျွန်မကြည့်ကြည့်တော့မျက်နှာချက်ကအကောင်းကြီးရှိနေသေးတာ哦အဲ့ဒါကြောင့်မလို့ကျွန်မလည်းဒီအတိုင်းပဲထားလိုက်တာကျွန်မကိုခွန့်လို့ပါကိုကာလူရဲ့ဒီကနေမြင်မြန်ထွက်ရအောင်ကိုကာလူအိမ်ကပြူကြတော့မယ်ကိုကာလူရဲ့အိမ်ကမိုးတယ်ကိုမခံနိုင်မဲနဲ့ပြူကြသွားတော့တယ်သူတို့နှစ်ယောက်လုံးလည်းတညလုံးမိုးရီထဲမှာပဲဆူဆွဲနေရတော့တာပေါ့ကိုကာလူရဲ့ကျမတို့ကတင်နေရဲ့အိမ်ကိုပြိုစေချင်တာလေအခုတော့အရာအလုံးကဖြောင်းပြန်နေဖြစ်ကုန်ပြီ음ဟုတ်တယ်တင်နေဒီနေ့ကစပြီးတော့ဘသူ့ကိုမှမကောင်းကြံတော့ဘူး မဟုတ်ရင်ကိုကိုတိုင်းမကောင်းတာနဲ့ကြုံတွေ့နေရလိမ့်မယ်။အဲ့လိုနဲ့ပဲဝဝစာကလေးမကမကောင်းကြံကျင်တဲ့စိတ်ကြောင့်ပဲတင်းတင်းကြီးကမ်းမနဲ့ကာလူကြီးကမ်းတို့ရဲ့အိမ်ကပြိုကျသွားတော့တယ်။တညာလုံးမိုးရီထဲမှာပဲနေရတော့တာပေါ့။ချစ်ရတဲ့တငယ်ချင်းတို့ရဲ့တပားသူကိုမကောင်းကြံရင်ဖီးယားတွေကမကောင်းကြံတဲ့သူကိုပဲမကောင်းတာတွေကြုံခိုင်းစေတော့တာ။ဒီဇလန်းလေးကနေတင်ကန်းစာရသွားတော့တာပေါ့။တကယ်လို့ဒီဇလန်းလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like နဲ့ share လုပ်ဖို့မမေ့နဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ငါတို့ဘယ်ကိုရောက်လာတာလဲတီတော်ကြီးကတော်တော်လေးကိုနမ်းမဲ့ပုံပဲအစားအစာတွေလည်းအလွယ်တကူရနိုင်တော့တယ်ချက်တူရေးရေမြင်မြန်လေးသွားတော့မင်းကစပြီးတော့တရုပ်ဆောင်လို့ရပြီဟုတ်ကဲ့ကပတိန်ငါရဲ့အလုတ်တခိုးယောက်ျားရေထားတော့ရှင်အိမ်မမက်လို့ပြီးရင်လည်းကျမတို့တို့အစားစရာကိုရှာလာပေးပါဦးအိမ်မှာစားစရာဆိုလို့ဘာမှမရှိတော့ဘူးကျမရဲ့ဘိုက်ထဲမှာလည်းကြွက်တွေတောင်းကျမ်းနေတယ်ဘာပြောလိုက်တယ် ။နင်းရဲ့ဘိုက်ထဲမှာကြွက်တွေတောင်းချနေတယ်ဟုတ်လား။ဒါဆိုလဲအဲ့ဒီကြွက်တွေကိုဖမ်းပြီးတော့စားလိုက်ပါလား။ဖျားရေအဲ့လိုအထိတ်ပဲမရှိတဲ့စကားတွေကိုနားထောင်နေမဲ့အစားသိလိုက်တာမှပိုကောင်းမယ်။တတ်လိုက်ပါတော့လား။နောက်တစ်ခါထပ်ပြီးတော့ကျမမပြောချင်တော့ဘူးနော်။မြန်မြန်ထပ်ပြီးတော့အစားရှာထွက်တော့ရှင်ကုတ်ချက်ချင်းထပ်ပြီးတော့မသွားရင်ကျမသားလေးကူကူခေါ်ပြီးတော့အမေအိမ်သွားတော့မှာ။အေးပါအေးပါအခုသွားပါမယ်။အချိန်တိုင်းအမေအိမ်သွားတော့မယ်ဆိုပြီးပဲချိန်ချောက်နေစရာလိုလို့လား။ တို့နီတားလေးရေမြမြလုံးအောင်အဖွားရင်ကိုသွားရအောင်မယ်မြမြလုံးတော့တာမဟုတ်ရင်ကားလွတ်သွားလိမ့်မယ်လာပါမိမေရဲ့တမနဲ့သေးပါတားရဲ့အယုတ်လေးတွေယူနေလို့ပါလှလှငမလေးကသူ့ရဲ့အမေနေမကောင်းတာကြောင့်ဆွမ်းနာဘူးတော့တဲ့ကိုရက်အနေငယ်သွားလိမ့်မှာမလို့ပြင်ဆင်နေတာပေါ့အဲ့ဒီနောက်မှာတော့လှလှငမလေးနဲ့သူ့ရဲ့တားလေးကအိမ်ကနေထွက်လာကြတော့တယ်လန်တဝဲရောက်တဲ့အချိန်မှာတော့ကာလူးကြည့်ကန်းနဲ့တွေ့သွားတော့တယ် လှလှရေးဘဲအိတ်တွေယူပြီးတော့ဘဲဟုတ်သွားမလို့လေညီမလေးရဲ့အမေကကျမကြီးတိတ်မကောင်းလို့လေအဲ့ဒါကြောင့်ဆန္ဒဘူးတောထဲမှာရှိတဲ့အမေစီကိုသွားလေမလို့အမေပြန်ကောင်းလာတဲ့အထိအဲ့ဒီမှာပဲနေတော့မလို့လေအကိုကာလူရဲ့ကောင်းပါပြီလှလှရေးအမေနဲ့တူတူညီမလေးရောကုကုရောဂရုစိုက်အောင်နော်တားလေးကုကုရဲ့တားရဲ့အမေပေါ့အရင်မစိုးအောင်နော်ဟုတ်ကဲ့ဦးလေးဒါဆိုအကိုကာလူရဲ့ညီမလေးသွားလာအောင်မယ်နော် မဟုတ်ရင်ကားလွတ်သွားလိမ့်မယ်ညီမလေးရဲ့အိမ်ကိုလည်းကြည့်ပေးထားအောင်နော်ဟုတ်ပါပြီညီမလေးရဲ့စိတ်မပူနဲ့နော်လှလှငတ်မလေးနဲ့ကုတ်ကုတ်ငတ်လေးတို့ကအဲ့ဒီနေရာကနေထွက်လာပြီးတော့ကားမက်တိုင်ကိုရောက်လာကြတော့တယ်ခဏကြာတဲ့နောက်မှာတော့ကားရောက်လာတာပေါ့လှလှနဲ့ကုတ်ကူကကားကိုစီးပြီးတော့စွန်နာဘူးတောကိုရောက်လာတော့တယ်ခဏကြာတဲ့အထိဟိုဘက်ဒီဘက်လိုက်ရှာပြီးရဲ့နောက်မှာတော့ကာလူကြီးကန်းကအဆာရှာတွေ့သွားတော့တယ် တာလူကအဲ့ဒီအစာကိုယူပြီးတော့အိမ်ဘက်ကိုပြန်လဲလာတာပေါ့အိမ်ကိုပြန်လာတဲ့လမ်းတဝက်မှာတော့တစ်ပင်တစ်ပင်ပေါ်မှာမီနိုအန်တီဝဝဆာကလေးမနဲ့ညညုံငတ်မလေးတို့ကစကားပြောနေကြတာကိုကာလူကြီးကန်ကတွေ့သွားတော့တယ်အဲ့ဒီအချိန်မှာမီနိုအန်တီကကာလူကြီးကန်ကိုခေါ်လိုက်တော့တာပေါ့ဖျားကြီးငါဘာတွေမြင်နေရတာပါလဲငါ့ရဲ့မျက်လုံးကိုလည်းမယုံနိုင်အောင်ဖြစ်နေရပြီဘာဖြစ်လို့လဲအန်တီဘာလို့အဲ့လိုတွေပြောနေရတာလဲ နင်တို့မမြင်ကြဘူးလားကာလုစီမှာစဘာတွေရှိနေရဲ့လေဘယ်နည်းဆပြီးတော့အိမ်အတွက်အစာရှာပေးနေရလဲအာမီနူအန်တီရေမပြောပါနဲ့တော့သူအသုံးမကျတဲ့အကြောင်းဘယ်တော့တောင်ပြောမလို့လဲအော်အဲ့လိုလည်းမဟုတ်ပါဘူးဒီအတိုင်းစနောက်လိုက်တာပါကာလုကအန်တီရဲ့တားလေးတယောက်အတိုင်းပဲလေအဲ့ဒါကြောင့်တားလေးရဲ့မကောင်းကြောင်ကိုအမေတယောက်အနေနဲ့ဘဲချိတ်မှုဆိုပြောလို့ရတယ်လေဟုတ်တယ်မဟုတ်လားကာလုအန်တီရဲ့စကားကြောင့်စိတ်ဆိုးသွားလား ဲ့လိုမဟုတ်ပါဘူးမီနူအန်တီရဲ့ကျွန်တော်ကဘာလို့စိတ်ဆိုးရမှာလဲသူတို့အားလုံးကအချင်းချင်းစကားပြောနေကြတဲ့အချိန်မှာတင်တင်ကြီးကမကအဲ့ဒီနေရာကိုရောက်လာတော့တယ်။အင်းငါရဲ့ကဲကလည်းဆိုးရလိုက်တာနော်။ကျမရှင့်ကိုအစာရှာဖို့ခိုင်းလိုက်တာပါ။ရှင့်ကဒီမှာအားလုံးနဲ့အေးအေးဆေးဆေးစကားပြောနေရပါလေ။တင်နေရလဲကွာ။ကိုကအစာယူပြီးတော့အိမ်ကိုပြန်လာနေရပဲလေ။မီနူအန်ဒီကကို့ကို ခေါ်လို့ဒီလိုရောက်လာတာပါ။ဒါဆိုလဲရှင့်အိမ်ကိုမြင်မြန်လေးပြန်လာတော့ ကိုကိုကအိမ်မှာတယောက်ထက်ကြံနေတာကျမအရင်သွားနေတော့မယ်နော်တင်းတင်းကြီးကမကသွားလိုက်တော့တယ်ကာလူရဲ့မြင်မြန်လိုက်သွားအောင်နင်းရဲ့မိန်းမစိတ်ဆိုးသွားပြီတင်းတင်းကြီးကမထွက်သွားပြီးရဲ့နောက်မှာတော့မိုးကရွာချလာပါတော့တယ်စိတ်ညစ်လိုက်တာဟဲ့ဒီမိုးနဲ့ကတော့ငါကတော့လေဒီမိုးရွာတာကိုမကြိုက်ဘူးနေရာတိုင်းမှာရေရေကြည့်ပဲဖြစ်သွားတယ်ပြီးရင်တော်လုံးလဲဆူဆူထိုင်းထိုင်းနဲ့အိမ်ထဲကနေလဲအိမ်မြထွက်ချင်စိတ်ကိုမရှိတော့ဘူးဟုတ်တယ်အန်တီ မီးလည်းမိုးရွာတယ်ကိုမကြိုက်ဘူးမိုးရွာထဲမှာအပြင်ထွက်လို့မရအောင်လို့အစွဲကလေးကအစာတွေကိုရှာပြီးတော့အိမ်မှာကြိုပြီးတော့စုဆောင်ထားရယ်လေအင်းငါကတော့မိုးရွာတယ်ကိုသဘောကျတယ်မိုးရွာလိုက်ရင်လေတတော်လုံးစိတ်လန်းဆိုပြေးသွားရောပဲရေတောက်ဖို့အတွက်နဲ့အစားအစာတွေလည်းစိတ်ပူစရာမလိုတော့ဘူးပေါ့ငါလည်းမိုးရွာတယ်ကိုသဘောကျတယ်မိုးရတဲ့ရောက်ပြီဆိုရင်ငါငါရဲ့အတိုက်ကိုတစ်ပင်ရဲ့အမြင့်ဆုံးအကိုင်းမှာသွားဆောက်တာလေတနှစ်ပြီးတနှစ်နေရာတွေပြောင်းပြီးတော့အတိုက်ဆောက်ရတော့ပြောဖို့ကောင်းတယ်လေ ဒီနေ့လှလကိုတွေးမိတဲ့သူရှိလားမနေ့ကလေးကဘယ်ရောက်နေလဲမသိပါဘူးလှလကသူ့ရဲ့အမေကိုတွေးဖို့အတွက်သွားတယ်လေသူ့ရဲ့အမေကနေမကောင်းတော့ပြုစုပေးဖို့အတွက်ရက်အနေငယ်လောက်အထိအဲ့ဒီမှာနေမယ်လို့ပြောတယ်ဟုတ်တယ်သမီးလည်းမနေ့စောစောလှလနဲ့သူ့ရဲ့သားလေးကတနေ့နေရာကိုထွက်သွားတာကိုတွေ့လိုက်တယ်သူတို့အားလုံးကစကားတွေပြောနေကြတဲ့အချိန်မှာပဲစက်တူရဲ့ငှက်ကလေးကအနောက်ကနေအမဲလိုက်ငှက်တွေကအမဲလိုက်ဖို့စူးစမ်းနေရအောင်သူတို့ကတွေ့သွားတော့တာပေါ့ ဟိုမှာကြည့်ပါဦးကျွတ်တူလေးလေးကကျွန်တော်တို့ရွာမဟုတ်ဘူးနဲ့တူတယ်ဟုတ်တယ်နော်ဟိုအမဲလိုက်နေတဲ့ငှက်တွေရောပဲอืมကြည့်ရတာလမ်းမသွားတာနဲ့တူတယ်ကျွန်တော်တို့သူ့ကိုကယ်တင်မှဖြစ်မယ်လေးယောက်ပေါင်းပြီးတော့အမဲလိုက်ငှက်ကိုတိုက်ခိုက်လိုက်ပါတော့တယ်နောက်တော့ကျွတ်တူလေးလေးရဲ့အသက်ကိုကယ်တင်လိုက်တော့တာပေါ့အားလုံးကအောက်ကိုဆင်းလာကြတော့တယ်အမဲလိုက်ငှက်နှကောင်တွေကတကောင်ကိုကျွတ်တူလေးကိုကုတ်လိုက်တော့တာပေါ့အဲ့ဒါကြောင့်ကျွတ်တူလေးလေးကဒဏ်ရာရသွားတော့တယ်တငယ်ချင်းရေလမ်းပြောက်သွားတာလား မင်းနာမည်ရောဘာလဲဗမာနေရလဲတော်ပါတော့ဘလောက်တော့မေးခွန်းနဲ့မေးအောင်မလို့လဲသူတရားရထားတာမတွေ့ဘူးလားသူ့ဆရာဝန်ဇီးကွက်စီကိုခေါ်သွားမှဖြစ်မယ်လေအဲ့ဒီထက်အရင်သူ့ရဲ့တရားကိုစေးထည့်ပြီးတော့ပတ်တီးစီးပေးရမယ်နောက်မှဆက်ပြီးတော့မေးမြန်းကြတာပေါ့ကောင်းပြီကောင်းပြီအန်တီသွားကြရအောင်음တရားကရမ်းပြီးတော့မနှက်ဘူးချစ်မိအောင်လောက်ပဲချစ်မိသွားတာစိတ်မပူပါနဲ့မကြခင်ပြန်ကောင်းသွားလိမ့်မယ်ပြီးတော့ပြန်တန်းလို့လည်းရသွားလိမ့်မယ် ကျေးဇူးပါဆရာ ပြီးတော့တငယ်ချင်းတို့အားလုံးကိုလည်းကျေးဇူးတင်တယ်နော်ကျွန်တော်ရဲ့အသက်ကိုကယ်တင်ပေးခဲ့လို့လေအခုနေ့ရဲ့အကြောင်းတွေကိုငါတို့ကိုပြပြပါဦးနေ့ရဲ့နာမည်ဘယ်ကနေလာတယ်ဆိုတာကအစပြပြပါလားကျွန်တော်နာမည်ကဖိုးစိတ်မာကျွန်တော်ကပင်လယ်ပေါ်မှာဖြတ်တန်းနေတဲ့တင်မောကြီးတစင်းမှာနေတာဗျကျွန်တော်တို့ဘိုးဘေးစင်စက်ကလေးကပင်လယ်ထဲမှာပဲဖြတ်တန်းပြီးတော့နေထိုင်ခဲ့ကြတာ ဒီနေ့မနက်မှာကျွန်တော်ကကျွန်တော်တငယ်ချင်းတွေနဲ့အတူတူဒီတော့ရဲကိုအစာရှာဖို့လာတာအဲ့ဒါဟိုကျွန်တော်ကဒီတော့ရဲကိုရှောက်ဖက်ကြည့်နေရင်လည်းအဲ့ဒီအမဲလိုက်တဲ့ငှက်တွေကဘယ်နေရာကနေမှရောက်လာမှမသိပါဘူးကျွန်တော်နောက်ကိုလိုက်တော့တာပဲอืมကျွန်တော်လည်းအတက်နိုင်ဆုံးထွက်ပြေးရတာပေါ့နောက်တော့သူတို့နှစ်ယောက်ထဲကတယောက်ကကျွန်တော်ကိုတက်ခိုက်တယ်လေတကယ်ကျွန်တော်အားလုံးကကျွန်တော်ကိုလာခဲ့လိုက်လို့မဟုတ်ရင်ဒီနေ့မှပဲကျွန်တော်တရားတော့မှာအားလုံးကိုကျွန်တော်နောက်တစ်ခါကျေးဇူးတင်ပါတယ်ဗျာဟင် ဟုတ်လားအဲ့လိုဆိုရင်တော့မင်းကငါတို့ရဲ့ဧည့်သည်ပဲငါမင်းကိုငါတို့ဘရင်စီကိုခေါ်သွားပေးမယ်ငါတို့ရဲ့ဘရင်ကအရန်အောင်သဘောကောင်းတာမင်းနဲ့မင်းရဲ့ငွေချင်းတွေအတွက်စားနေရိတ်ခါကိုလည်းဘရင်ကြီးကပေးလိမ့်မယ်ငှက်တီအားလုံးကကျတူရဲကိုခေါ်ပြီးတော့ဘရင်စီကိုခေါ်ဝလိုက်တော့တယ်လန်တဝက်မှာတော့တိုင်းငယ်ကပ္တိန်နဲ့သူ့ရဲ့တပည့်တွေကကျတူရဲကိုလိုက်ရှာရင်းနဲ့ရောက်လာကြတော့တယ်ကျတူရဲရဲ့မင်းဘာဖြစ်သွားတာလဲဘလို့လုပ်ပြီးတော့ပြောက်သွားတာလဲကျတူရဲကသူ့ဖြစ်ခဲ့တဲ့အကြောင်းစုံပြောပြလိုက်တော့တယ် အော်အဲ့လိုလားဒါဆိုအားလုံးကျေးဇူးတင်နေဗျာခင်ဗျားတို့ကြောင့်ကျွန်တော်ရဲ့တငယ်ချင်းကအသက်ရှင်ဝင်ရခဲ့တာနင်တို့ရဲ့ဘဝကရမ်းအောင်မိုက်တာပဲနော်ငါလဲနင်တို့ရဲ့မျိုးရိုးတဲ့ဖြစ်တဲ့အကောင်ပါပဲအ ਨੇ ဆုံးတော့တင်မော်ကြီးစီးရတာပေါ့တင်မော်စီးရဖို့အတွက်နဲ့တော့ကျွန်တော်တို့ရဲ့မျိုးရိုးဖြစ်เสียမလိုပါဘူးဗျာဆန္ဒရှိမယ်ဆိုရင်ကျန်တဲ့တဘဝလုံးကိုကျွန်တော်တို့ရဲ့တင်မော်ကြီးဝင်မှာကုံဆုံးလိုက်လို့ရပါတယ်ဟမ်တကယ်လားတကယ်လားယင်ငါတို့အားလုံးလိုက်ခဲ့လို့ရတယ်ပေါ့ဟုတ်လား ဟုတ်တာပေါ့ဘာလို့မရရမှာလဲမင်းတို့ကဒီဘာတွေပြောနေရတာလဲတီတော်ကြီးကကျွန်တော်တို့ရဲ့တော်လေတီတော်ကြီးရဲ့မှာကျွန်တော်တို့သာမရှိရင်ခြောက်ကက်နေမှာပေါ့ကျွန်တော်ကတော့ဒီတော်ကြီးကိုထားပြီးတော့ဘယ်မှသွားမှာမဟုတ်ဘူးဟုတ်တယ်အန်ဒီတမီလည်းဒီတော်ကြီးကိုထားပြီးတော့မသွားချင်ဘူးခဏလေးပါဗျာစကားမများကြပါနဲ့မလိုက်ချင်လည်းရပါရဲ့ဒါမဲ့ကျွန်တော်တို့တငယ်ချင်းရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့လည်းတစ်ခုခုတော့ပြန်လုပ်ပေးခြင်းနဲ့ အဲ့ဒီတော့ကျွန်တော်တို့နဲ့အတူရှက်အနေငယ်လောက်တင်မလိုက်စီပါဗျာမနေခြင်းဘူးဆိုတော့လေကျွန်တော်ကဒီတော့ကိုပြန်ပြီးတော့လိုက်ပို့ပေးမယ်လေအဲ့လိုဆိုရင်တော့ကောင်းလားပဲအခုရောလိုက်ကြမယ်မဟုတ်ဘူးလားကလူအဲ့လိုသာဆိုရင်တော့ကျွန်တော်တို့တေချာပုတ်လိုက်ခဲ့မှာပေါ့ဗျာဘဝနဲ့ညညငတ်မလေးတို့ကလည်းတင်မလိုက်စီဖို့အတွက်သဘောတူလိုက်ကြတော့တယ်အဲ့ဒီနောက်မှာတော့သူတို့ငှက်လေးကောင်နဲ့အတူတတော်လုံးကငှက်တီကိုလည်းတင်မလိုက်စီဖို့အတွက်ဖိတ်ခေါ်လိုက်တော့တယ် ဘရင်ဖြစ်သူကလည်းတိုင်းငက်ကပတိန်ကိုစားနေရိတ်ခါတွေအများကြီးပေးလိုက်တော့တယ်။ညရောက်တဲ့အချိန်မှာတော့ငှက်တွေအားလုံးကသင်းမောဘော်ကိုရောက်လာကြတော့တယ်။အဲ့ဒီအချိန်မှာကာလူကစက်တူရဲကိုတတ်ဖို့လုပ်နေတဲ့အမဲလိုက်ညက်နှကောင်ကိုလည်းသင်းမောဘော်မှာကြိုတင်ပြီးရှိနေတာကိုသတိထားမိသွားတော့တယ်။အဲ့ဒီအချိန်မှာကာလူကတိုင်းငက်ကပတိန်ကိုပြောလိုက်တော့တယ်။ဒါကစက်တူရဲအနောက်ကိုလိုက်ပြီးတော့အမဲလိုက်နေတဲ့ငှက်တွေပဲ။ဒါပေမဲ့ကာလူရဲ့အဲ့ဒီငှက်တွေကတခါမှသင်းမောဘော်ကနေအောက်ကိုဆင်းတာမဟုတ်ဘူး။ကာလူရဲ့ နင်အထင်မှားတာဖြစ်ပါမယ်ဒီငှက်တွေကအမဲလိုက်နေတဲ့ငှက်တွေမဟုတ်ပါဘူးအန်ဒီပြောတာမှန်တယ်ကျွန်တော်အထင်မှားတာဖြစ်နိုင်ပါတယ်ငါကတော့အစကတည်းကသူတို့အားလုံးကိုယုံတာမဟုတ်ဘူးကြည့်ရတာပေါ့ရှေ့ဆက်ပြီးတော့ဘာဖြစ်အောင်မလဲဆိုတာသိမှမသိနိုင်တာငါအားလုံးကိုမျက်ချိန်မပြတ်စောင့်ကြည့်နေမှာဖြစ်မယ်ဟဲ့တော့ငှက်တွေအားလုံးကသင်မောကြီးစီးပြီးတော့ဘယ်ဟိုသွားကြမလို့လဲမသိဘူးတော့ကြည့်ရတာတနေနေရအောင်အလဲသွားမလို့ဖြစ်မယ်ဘီရင်ကြီးအစင်းသင်းဖြစ်ပြီလားဗျအစင်းသင်းဖြစ်ပါပြီ အားလုံးလည်းအစင်းသင်းဖြစ်လာရောပေါ့အဲ့ဒီနောက်မှာတော့တင်မော်ကြီးကစတင်ပြီးတော့ထွက်ခွာလာတော့တယ်တကယ်ချင်းတို့ရှေ့ဆက်ပြီးတော့ဘာတွေဖြစ်မလဲဆိုတာပတ်တူးကိုစောင့်မျှော်ပြီးတော့ကြည့်ကြရအောင်နော်